ဆီယမ်မန်နူးနူးရဲ့အင်ဝါရဲ့အဲနမလာရှင်မောင်ရဲ့မွေးရန်ရှင်နေအခြားဝတ္ထုတို့များဆိုတဲ့စာအုပ်တည်းကခေါ်စာဆိုရဲဝတ္ထုတို့လေးကိုကျွန်တော်ဖတ်ပြချင်ပါတယ်ခေါ်စာနေဘူးလေးဘူးအောက်မှာကြက်တီးကုန်းမီဘောကပြောင်းပင်ဆက်ပင်တွေရင်းရိုင်လှုပ်ရှားနေကြတယ်ပြောင်းပင်ဆက်ပင်တွေကြားကတဲအိမ်စုလေးအားလေးငါအိမ်ကိုဟိုနာတလုံးဒီနာတလုံးလှမ်းမြင်နေရတယ်တက်ပင်လေးတိုးတံကလွှဲရင်အလုံးဟာငြိမ်သက်တိတ်ဆိတ်လို့ တစ်ချက်တစ်ချက်ထွက်ပေါ်လာတဲ့ဂျုတ်ကူတန်တက်တက်နဲ့အတူနေပူလေပူမှုတ်ထားတဲ့တဲအိမ်စုလေးတွေပေါ်မှာလွမ်းချုံထားတာကမန်းမုံရွတ်ဖတ်တန်တက်တက်အုံရန်တုံနမိတ်တန်အာဝမင်္ဂလာစအုံရန်တုံနမိတ်တန်ဖရာတရားတန်ကတမာဒီဝနှကောင်းနှမြတောဆောင်နဲ့တောင်ဆောင်နဲ့ညက်ကြတီးကုန်းဆောက်တော့ညက်အပေါင်းတို့အားလုံးအားလုံးမရော်မှုပါ မကျင့်တတ်တော့အပြစ်များရှိရင်လေအမိုက်မဲများအားခွန့်လွတ်တော်မူပါအသားရည်နတ်မောင်သပင်ပြူဖားလျာထမင်းရီရှားနဲ့ရုပ်ဖတ်မှန်းမုံနေတဲ့အဖွားအုပ်ကိုတဲ့အိမ်လေးရဲ့အပြစ်ယောက်ျားမိန်းမတွေကဝိုင်းကြည့်နေကြတယ်အဖွားအိုရှင်နာမှာမင်းညင်းကြီးဆောင်စုပ်အထက်ထက်ရစ်ပတ်ထားတဲ့သုံးနှစ်အရွယ်ကလေးလေးတရားကလေးကောင်းရင်မှာတော့အဖွားအုပ်ကိုပြောင်းချီပြီးပြန်ချထားတဲ့ဆက်နဲ့ပြောင်းရောထမင်းစလောင်းဖုံးတစ်ချက် တောက်ကြတာတောက်ကြတာမှာဖီစီးကက်ရောက်သည်များအမောက်ပယောကများရှောင်ကြရှားကြအုံးဝေးရလို့ရှောင်ကြရှားကြမျက်လုံးမိတ်ထားတဲ့အဖွားအိုရဲ့ခန္ဓာကိုယ်ပိပိန်လေးရုတ်တရက်ရိန်ထိုးလှုပ်ရှားလာပြီးဝုံကနေထခေါင်လိုက်တော့တဲအိမ်လေးပေါ်ကလူပရိသတ်တွေစီကအထိတ်လန့်အော်တန်ယူထွက်လာတယ်။ကလေးချိုးကစင်ပြေးပြီးရင်ခွင်ထဲကကလေးတွေကအုံငုံကြတယ်။ဟေးကလေးမေဘယ်မလဲ။ကောင်မမိထွေးစိန်ဘယ်မလဲဟေး။ လာခဲ့ရှေ့ကိုတိုးခဲ့အဖွားအိုလိုပဲထမင်းရရှားနဲ့ရှေ့နားထိုင်နေတဲ့ထွေးစိန်ဆိုတဲ့ကလေးမကလေးမအေးခန့်ငင်ငယ်လေးကဖီးကနေငိုချလိုက်တယ်ပြီးတော့ကြောက်ကြောက်လန့်လန့်နဲ့နောက်ဆုတ်ရင်းအမေခေါ်နေပြီကြောက်ကြောက်တယ်အမေသွားလိုက်အမေရှေ့တိုးလိုက်အောင်မန်ငါ့ကိုမခန့်လေးစားလို့တလားဟေ့အဖွားအိုခုန်လိုက်တာကြောင့်တဲကလေးတလှုပ်လှုပ်ရိမ့်ထိုးသွားတယ်တဲပေါ်ကထမင်းရရှားနဲ့မိမတွေအကုန်လုံးအင်ကြီးတုံးလုံးကျွန်းနဲ့ယောက်ျားတွေအကုန်လုံးလက်အုပ်လိုက်ချီကြတယ် ဟဲ့မြင်းကငါမှတ်လောက်သားလောက်အောင်စောင်းမထားတာနင်မမှတ်ဘူးဟေးမြင်းလင်ကြောထဲမှာဝါခုံဝင်ဝချွန်စုတေအောင်ငါလောက်တာဟဲ့ငါလောက်တာလက်အုပ်ချီထားရဲ့ထွေးစိန်မျိုးလုံးပြီးပြူဝိုင်းပြီးတကူလုံးတုံနေအေးအခုနင်သားကိုလည်းငငယ်ရွယ်နဲ့အသက်တေအောင်ငါတခါတည်းတိတ်အောင်လှုပ်လိုက်ရလို့နော်မလှုပ်ပါနဲ့မလှုပ်ပါနဲ့အမေတော်ချက်ကြီးပြောပါအောင်ကြုတ်သားလေးကိုမလှုပ်ပါနဲ့လို့အဖွားကိုဝုန်းကနေတခါခုံလိုက်ပြန်တယ်ဟဲ့ထွေးစိန်ညဝင်နေတာကိုအဲ့လိုမပြောရဘူး ဒီကောင်မလေးနဲ့တော့ဆိုတဲ့အထိတ်တလန့်တန်တွေထွက်လာတယ်။အမိုင်မဲမို့မသိပါနဲ့ဗျာ။မသိလို့ပါ။ထွေးစိန်ဟဲ့ငါပြောသလိုပြောလေ။မသိလို့ပါမသိလို့ပါဗျာ။ကျုပ်သားလေးကိုတရားမလုပ်ပါနဲ့ဗျာ။အဖွားဟိုကစပင်းဖြူတွေတလုံးလုံးဖြစ်သွားအောင်ခေါင်းတညင်ညိတ်လှုပ်လိုက်တယ်။အေးဒီလိုဆိုနင့်သားအတတ်မသိခြင်းငါ့ကိုကြွေးရမယ်။နေဝင်ရီတော်မှာစန်ထမင်းခွနဆုပ်အမဲသားရင်ခေါ်စာပြစ်တွေးနင့်သားချက်ချင်းနေကောင်းသွားစေရမယ်ဟေ။ကြားလားကြားလား။ ဟဲ့ပြောလိုက်လေထွေးစိန်ကျွေးပါမယ်ပြစ်ပါမယ်လို့အမေကြောက်တို့ဩပြောပါပြောလို့ပါဆိုဒီ YouTube ပေါ်တော်တော်မှနေတော့ငါသိချင်းနေကျွေးပါမယ်ကျွေးပါမယ်ပြစ်ပါမယ်ဗျာအဖွားကိုကောင်းညှဲ့ရင်ပြစ်လဲလိုက်တဲ့အရှင်ကြောင့်ဝါချန်ကင်းမော်တိတ်ထားတဲ့ကလေးကအုံငူလိုက်တယ်မိကလေးလိုပူလောင်လာတဲ့သားကလေးကိုထွေးစိန်ပွေ့ယူလိုက်ရင်အမေကိုမကြင်မနဲ့နှက်ခမ်းကြိုက်မိတယ် YouTube ပေါ်တော်ပင်မဲ့နေရာကထွေးစိန်မယူဘူးမပေါ်ဘူးအမေရဲ့ ခေါင်ကဝေးလာတဲ့ထွေးစိန်တို့ကြက်တီးကုန်းမြေတဲစုအိမ်လေးဟာပြောင်းဆက်ဆိုင်ပြိုးပြီးပြောင်းဆက်ထမင်းမဲ့အသက်ရှင်ကြတယ်လေစံထမင်းဆိုတာဘလို့ဟာလဲလို့ကြက်တီးကုန်းတဲအိမ်စုကမတိတော့ဘူးဆိုတာအမေလည်းသိရသားနဲ့အမေရဲ့ကားလမ်းမနဲ့နီးရဲ့ထွေးစိန်တို့အမျိုးရွာမှာကြက်တီးကုန်းကနေဆိုအသွားပြန်နေကုန်ခီးလောက်ရှိမယ်ထွေးစိန်မမောဘူးဒီမာလေဒီမာကြည့်ထွေးစိန်လေပင်ကပစိုးအိတ်တောင်ထဲမှာထမင်းထုတ်ထမင်းစုပ်စံမြူထမင်းနဲ့အမဲသားဟင်းထုတ်အသွားတော့ကတော့ ဒီပစိုးအိတ်ထောင်ထဲမှာလမ်းတလျှောက်တွေ့တဲ့ဟင်းရက်တွေမြစ်တွေအပြည့်နေပါအမေအကြံလေအမေကထွေးစိမ်နဲ့မုတ်ဆိုးမှချင်းတူပေမဲ့ညံရင်ရေးမတူဘူးအမေကညံကောင်းတယ်ထွေးစိမ်ကအဖေ့မျိုးတွေရွာသွားခိုင်းတော့လေအမေပဲအဖေ့မျိုးတွေပေးဖို့တွိုင်းလာရင်ဟင်းတိဟင်းရက်တွေခူးခိုင်းမြစ်တွေချိုးခိုင်းတာလေအမေပဲမျက်နှာပန်းမလာတဲ့လက်ဆောင်တွေကိုထွေးစိမ်ယူခြင်းဘူးအမေကအတင်းခိုင်းတာအဖိုးတန်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 ကိုကပေးစရာလေးပါတော့ကောင်းတာပေါ့ကိုက ပေးရတဲ့လူကလည်းပေးကျင်စရှိတာဗောတဲ့အမေပြောတာမှန်တယ်အဖေတို့အမျိုးတွေကစင်ရချကြတာရှာပါပဲကျွေးစိန်ခူးသွားတဲ့ဟင်းရက်တွေမြစ်တွေသူတို့လည်းမက်ရှာတယ်ပြီးတော့အဲ့ဒီလက်ဆောင်တွေကြောက်ပဲအဖေမျိုးတွေကသမင်းတထုပ်အမဲသားရင်နဲ့တက်အိမ်တက်တအိမ်စင်လိုက်စုပေးခဲ့ကြတာဗောကျွေးကျွေးစိန်ခူးသွားတဲ့ဟင်းရက်တွေမြစ်တွေသူတို့လည်းမက်ရှာတယ်ပြီးတော့အဲ့ဒီလက်ဆောင်တွေကြောက်ပဲအဖေမျိုးတွေကသမင်းတထုပ် အမဲသားရင်နဲ့တက်အိမ်ထက်တက်အိမ်စင်းလိုက်စုပေးခဲ့ကြတာပေါ့ကျွေးစိမ်မှနားထောင်မနာနိုင်ပါဘူးလိုဂျင်တာလေးရရနဲ့ရေလေးတစ်ခွက်တောက်ပြီးအပြေးလွှားပြန်ပေးခဲ့ရတာဒါတောင်ကြည့်အောင်အချိန်ကလေရွာပြန်ရောက်တာနဲ့နေဝင်မှာပဲခေါ်စာကနေဝင်ကြီးတရောမှာပြည့်ရမှာဆိုတော့အတော်လောက်ပါပဲဒီခေါ်စာပြပြီးရင်တော့တော်ချက်ကြီးကဒါလေးချက်ချင်းနေကောင်းမယ်တဲ့တော်ချက်ကြီးကကြောက်စရာကောင်းလိုက်တာထွေးစိန်ဖြစ်ခုမှသိရတယ် ချွေးစိန်ဘိုက်ကြီးကြီးနဲ့မှတ်ကြီးတော်ရဲ့မှာဝါခုတ်ရင်ဝချုံကြီးစုပြီးတည်အောင်လုပ်တာသူလုပ်တာတဲ့တို့ချက်ကြီးကမှတ်ကြီးမူယူမူမူယူယူနဲ့စိတ်ဆိုးအောင်ဗာရီပြောပါလေမှတ်ကြီးကလည်းချွေးစိန်ယောက်ျားရဲ့မပြောရအောင်အပြောမတက်အဆူမတက်မှတ်ကြီးတို့ဝါခုတ်တဲ့တော်တွေဟာဒီတော်တွေပေါ့လေအဝိမှာဝါရုံမင်းနေရင်းနေသွားတော့ချွေးစိန်ရင်နဲ့ထစ်ခနေဖြစ်သွားတယ်မှတ်ကြီးဝါချုံစုတာဒီဝါရုံတော်များလားချွေးစိန်နင်းရှောင်နေတဲ့ဝရက်၆တွေဟာ ခုမှအတန်ပိုမီလာတယ်လို့ပဲကျွေးစိန်မြန်မြန်လျှောက်ခါမှဝယ်ယုံပင်တွေကပိုပြီးရိမ့်ွက်လာတယ်လို့ပဲတရက်၆တွန်နေပိုပြီးစုမြန်လာတယ်လို့ဖယားမချောက်နဲ့နော်ငါချောက်တတ်တာနင်သိရဲ့သားနဲ့နင်နင်ကအမဲသားကအမဲသားများကိုငငန်းတက်အမလီဒါလေးတော့မလူပါနဲ့ဟေးနင်သားအတွက်ဟဲ့နင်သားလေးနင်မကောင်းဖြစ်နေလို့ခေါ်စာပြစ်ပိုးဟဲ့ကျွေးစိန်ခြေလန်းတွေပိုမြင်လာရင်ကြောက်စိတ်ကထိမ့်မရတော့ဘူးဝေါကလေးဝေယုံကတော့လေပြင်းတစ်ချက်အဝေးမှာတော့ တရက်ချောက်တွေပေါ်မှာထွေးဆောင်ကဆုံပေါက်ပြေးပြီးပစိုးအိတ်တောင်ကိုကြစ်ကြစ်ပါဆောက်ရင်းသပင်ဖားလျာဥယျဖားလျာနဲ့ပေါ့အမေသာသိရင်ဘလောက်ဆူလိုက်မလဲကြောက်တယ်အမေရဲ့မှတ်ကြည့်ရှစ်ကြီးခိုးပါရဲ့ငါးနောက်မလိုက်လာနဲ့နော်ချက်တီးကုန်းရဲ့နေရီဝင်တယောကအမောင်ဘက်ကိုလူကျင်နေပြီရပယ်အတက်ပင်အုတ်တရဲ့အရစ်ကပိုပြီးမှအောင်လုပ်နေတယ်လို့ပဲအမေရထားတဲ့ဝါဘန်းအစ်စ်လေးကဝစိမ့်နဲ့လေးမှုေးနေတယ်ဘန်ဂလီတဲ့ဘန်ဂလီတဲ့မှာ ငါပြောပတ်ခင်းပြီးစံထမင်းခွနပုံပုံနားတယ်စံထမင်းထဲမှာအမဲသားရင်ကိုပုံလို့ပေါ့ရွာပင်ဘက်ခြုံပုတ်တွေနားမှာခေါ်စာပန်းကိုထွေးစင်ချလိုက်တယ်ပြီးတော့အမေမာတဲ့အတိုင်းဝါရမော့အစ်တလေးကိုခေါ်စာပန်းကိုတတောက်တောက်ခောက်ရင် အမေတင်မေးတဲ့အတိုင်းအရှင်ကြီးအရှင်ကောင်းတို့အားစံဖြူထမင်းနဲ့အမဲသားရင်ဖြစ်ခေါ်စာများကြွေးပါတယ်ဖေဟာအပြည့်ရှိကကြေတော်မူပါတပည့်တော်မကြီးတာလီအားနေအမြန်ကောင်းအောင်မတော်မူပါဆိုတဲ့စကားကိုအထက်ထက်ရွတ်တယ် အမိကခေါ်ဆက်ပြစ်ပြီးတာနဲ့ညံ့ညံ့ပြန်ခဲ့တဲ့ကလေးကတဲ့အီအီနဲ့ထွေးစိန်စီလက်ကလေးလှမ်းလို့ဘလို့လို့ချီအားပါမလဲအမေရင်ခွင်နဲ့ကလေးကိုတစ်ချက်ငုံနှမ်းခဲ့ရတယ်မျက်နှာလေးကပူတုံးပဲဒါပေမဲ့မနဲ့ပြန်ဆိုတက်တာသွားမှာပါအမေစကားကိုနားမထောင်ပဲခေါ်စာပန်းနဲ့မလန်းမကန်းကအိမ်ရချောက်တွေပေါ်မှာထွေးစိန်ထိုင်ချပစ်လိုက်တယ်ခုမှမောလာတယ်တဏီကုံတဏီကန်းသွားရတဲ့ပိုက်ထဲမှာရေပဲရှိတယ်အဲ့အမျိုးတွေကျွေးရထက်ညက်နှလုံးရေပေါ့ ခေါ်စာပန်းကထွေးစင်ကိုလှည့်ကြည့်တယ်။ခေါ်စာထမင်းနဲ့အမဲသားရင်ပုံလေးတွေကဒီအတိုင်းပဲရှိနေစေပဲ။အလိုဖျားဖျားခြုံပုတ်တွေနားစီကရိတ်ခင်းနေလို့လို့မြင်လိုက်ရတယ်။ထွေးစင်တစ်ခုလုံးကြက်သီးတွေတပြန်းပြန်းထွားသွားတယ်။ခေါ်စာတွေစားဖို့ညက်တွေလာကြပြီလား။ညက်တွေကတကယ်စားသလား။အမေပြောဘူးကထွေးစင်မှတ်မိပါတယ်။ညက်ဆိုတာငွေပဲစားတာတဲ့။ထွေးစင်ဒီဘက်ပြန်လှည့်လိုက်တယ်။အမေကတော့ညှို့နေတော့မှာပဲ။ပြန်ရကောင်းမလား။အိုးမပြန်သေးဘူး။ နဲ့တွေအငွေ့စားရတိုက်ကြမှာမဟုတ်ပါဘူးချွတ်ချွတ်နဲ့ချုံပုတ်လုတ်တန်းတွေချွေးစိန်လန့်ဖြန်ပြီးခုံလိုက်တယ်ခေါ်စာပန်းစီကြည့်လိုက်တော့ကြည်စန်းကြည်စန်းချွေးစိန်တက်အကြံဥသူတွေလက်ထဲမှာဝါရောက်မကိုကြစ်ကြစ်ပအောင်စုပ်ရင်းချွေးစိန်တအုံထိုးပြေးတယ်ဝက်ကြီးဖိုးလုံးတန်ခဲခေါက်တိမကလေးတွေဝိုင်းနေတဲ့ခေါ်စာပန်းနာကိုချွေးစိန်ရောက်တာနဲ့ကလေးတွေကိုအတင်းတွန်းထုတ်ပြေးတယ်ဟဲ့ဖယ်စန်းဖယ်စန်းညင်ထုတ်နော်ညင်ထုတ်နော်ကလေးတွေထွေးစင်ကိုနည်းနည်းမှအေးမလုပ်ပဲထမင်းစုပ်တွေကိုလူစားကြတော့ထွေးစင်တယောက် ကလေးတွေကိုဝါယမနဲ့ခုတ်ရင်သူ့ဘာအတင်းလူစားပစ်လိုက်တယ်ထမင်းထမင်းစံဖြူထမင်းနဲ့အမဲသားရင်တလုတ်ကရေဘဲစကြီးရဲ့ပိုက်ထဲကိုအရသာရှိရှိခုံဝင်သွားကြတယ်ပေအောင်ရင်ငါပေအောင်တွားတွားတွားကြတော့ကုန်ပြီဗန်းမဲကြံတော့တယ်အမေသားသိရင်တော့ထွေးစိန်ကိုဝစိန်တုံနဲ့ဆော့ပလော်တီးလိမ့်မယ်ပါဇက်တဲကထမင်းလုတ်ကိုအာရပါရဝါရင်ထွေးစိန်ပြန်ပြေးခဲ့တယ်ဝက်ကြီးတို့ဖိုးလုံးတို့ကလေးတိုက်တို့ကတော့ဇပင်ဖို့ယူဖာရထမင်းရီရှားနဲ့ ထွေးစိန်နောက်ကတက်ရည်နဲ့ပေါ်တဲပောက်ဝမှာအမေထိုင်နေတယ်အမေကိုကြောက်ကြောက်နေအမေရင်ခွင်ထဲကသားလေးကိုပွေယူလိုက်တယ်ဟဲအမေခေါ်စာပြစ်လိုက်တာခလေးကိုအေးသွားပြီညနွေလေးပဲရှိနေတယ်ခလေးခနာကိုကိုစမ်းတက်ရင်ဝမ်းသာအားရအော်တဲ့ထွေးစိန်အတန်ဆုံးမှာအော်တန်နက်နက်ကြီးပေါ်လာရဲ့ဟဲ့အယူမအပေါ်မနင့်ရဲ့သားတိတ်နေတာဟဲ့တိရဲ့လားနင့်ရဲ့သားတိတ်ပြီးမိထွေးစိန်ရဲ့ကြောက်ရွံ့တွေ့ရုံလိုငြိမ်သက်တောက်တင်းသွားတဲ့ထွေးစိန်ရဲ့မိစေပေါ်မှာတော့သမင်းစစ်ဖြူဖြူလေးတွေက ဖိတ်စင်လို့ယူနုရဲ့အင်းဝ2009ခုနှစ်ဇွန်လ lifetime magazine မှာဖြစ်ပါတယ်ဗျာဒီဝတ္ထုလေးကိုနားထောင်ပြီးတော့အတွေ့အကြုံတစ်ခုရသွားမှာဖြစ်ပါတယ်နော်အရင်စံနှောင်းမရှိတဲ့ရှားပါတဲ့ဇတိကောင်ပြန်ကြေတာမှာခလေးနေမကောင်းလို့ခေါ်စာပြစ်ခေါ်စာပြစ်ဖို့အတွက်ထမင်းလိုရချိန်မှာထမင်းကိုသူများရွာကနေတော့တောင်းဝင်လူတော်မစားတဲ့အာဘောနော်တကယ်တော့ ပညာလည်းမတက်တာရဲ့အရန်ခေါလုံးနိုင်ရဲ့အကြောင်းကလေးကိုစေးမကူနိုင်မဲ့ကလေးလေးကတိတ်သွားတာပေါ့နော်ဒီစာလေးကိုနားထောင်ရင်လည်းတခုခုရမယ်ထင်ပါတယ်ဆ iam မနူးနူးရင်ဝါတဲ့ခေါ်စာဆိုတဲ့ဝတ္ထုတိုလေးပါအားလုံးကျေးဇူးတင်ပါတယ်